င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်89နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ယနေ့မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ပန်းတပိတ်ကိုဆင်နွှဲကြပါမယ်မတူပီမြို့ကခမရ304တရင်ကိုချင်းညီနောင်တပ်ဖွဲ့နဲ့မဟာမိတ်တွေတက်ခတ်သိမ်းပတ်လိုက်ပြီးဟာဝေဇာလက်လက်ကြီးနဲ့လက်လက်ခရဲတွေကိုသိမ်းပတ်ရရှိတဲ့သတင်းပါဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင် ခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့အကြမ်းဖက်စစ်ကောင်စီကမတရားဖမ်းဆီးထားတဲ့နိုင်ငံတော်ဥတိုင်ပင်ခံပုတ်ကိုဒေါအောင်ဆန်းစုကြည်ရဲ့အသက်86နှစ်ပြည့်မွေးနေ့ဖြစ်တဲ့ဇွန်လ19ရက်နေ့ဖြစ်တဲ့ယနေ့မှာပန်းတပိတ်ကိုပါဝင်ဆွနေကြတဲ့တော်လိုင်းအင်အားစုတွေကတိုက်တွန်းလိုက်ပါတယ်။မွေးနေ့ရှင်ဒေါအောင်ဆန်းစုကြည်နဲ့တကွာအထမဖမ်းဆီးခံထားတဲ့နိုင်ငံရေးအကျဉ်းသားသူရဲကောင်းများစွာရဲ့ဝိသေသလက္ခဏာကဆက်အနာရှင်ယူတွေကိုငုံမခံဘဲတုံ့ပြန်ခဲ့ကြတာလည်းဖြစ်ပါတယ်။အာနာရှင်စနစ်စန့်ကျင်ရေး ယ်။ယုံကြည်ချက်အပေါ်မှာလည်းမရေမြရန်မြဲမြံစွာဆွဲကင်ခဲ့ကြသလိုပန်းတဲ့အမြဲတွဲမြင်ရလေရှိရဒေါံဆန်းစုကြည်ကိုတမဏိနှင်းစီလိုကဘာကဂုံပြုညှို့ဆိုလေရှိကြပါတယ်။ဒါကြောင့်မွေးနေ့ရှင်ဒေါံဆန်းစုကြည်နဲ့တကွာနိုင်ငံရေးအကျဉ်းသားအာလုံးတော်လန်တိုက်ပွဲဝင်လူထုတရက်လုံးကိုဂုံပြုညှို့ဆိုသောအပြင်ဒီကနေ့မှာပန်းတပိတ်လှုပ်ရှားမှုကြီးကိုပြည်လုံးကျွတ်ဆွံ့နှဲကြဖို့အတွက်တော်လဲအင်အားစုတွေကတိုက်တွန်းလိုက်တာလည်းဖြစ်ပါတယ်။ပန်းတပိတ်မှာနှင်းစီနေတွေအပါအဝင် အစင်တင့်ရာပန်းတွေကိုပြည်သူလူထုကဖျားပန်းတင်ခြင်းပန်းစင်ကြခြင်းနဲ့မြေပြင်မှာလည်းပန်းတပိတ်လူထုလှုပ်ရှားမှုတွေကိုလှုပ်ဆောင်ကြရန်အတိပေးနှိုးဆော်ထားပါရရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်ကောင်စီက hacking အပြည့်ရရဲ့သဘောတူညီချက်ကိုချုပ်ဖောက်ပြီး TNL တက်စကန်ကိုလက်နက်ကြီးနဲ့ပစ်ခတ်ရမှာ TNL ရဲဘော်တို့ဟာကြာဆုံးသွားခဲ့ရပြီး၄ဦးဟာဒဏ်ရာရှိခဲ့လို့ TNL သတင်းပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ဇွန်လ၁၈ရက်နေ့မွန်လပိုင်းအချိန်မှာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဟာလက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တဲ့အတွက်တအောင်းတပ်မတော် TNL တပ်သားတို့ဟာကြာဆုံးသွားခဲ့ရပြီး၄ဦးဟာဒဏ်ရာရှိခဲ့တာလည်းဖြစ်ပါတယ်။နောင်ချိုမြို့နယ်အုံမတီရွာမှာတပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာဆမစဲရွာဘက်ကိုလက်လက်ကြီး၄လုံးနဲ့ပြစ်ခတ်ခဲ့ပြီးတောင်းတမတော်တပ်စခန်းရှိရာကိုကြားရောက်ပောက်ကွဲသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာဇွန်လ18ရက်နေ့မှာ TNL တပ်စခန်းကိုလက်လက်ကြီးနဲ့၃ကြိမ်ပြစ်ခတ်ခဲ့တာဖြစ်ပြီးမွန်လွယ်3 44မိနစ်မှာတကြိမ်မွန်လွယ်3 50မိနစ်နဲ့မွန်လွယ်3:55မိနစ်တို့မှာလက်နက်ကြီးတွေနဲ့ပြစ်ခတ်မှုတွေပြုလုပ်ခဲ့လို့လည်းသိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီက high gain သဘောတူရက်ကိုအချိန်ချင်းချိုးဖောက်ပြီးတော ောင်းတမတော်တည်ရှိရာကိုနေ့စဉ်လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေနဲ့ drone နဲ့ဘုံးကြက်တိုက်ခတ်မှုတွေကိုဇက်တိုက်ပြုလုပ်နေခဲ့လို့လည်း TNL ကသတင်းထုတ်ပြန်ထားပါရရှင်။ စကန်းသတင်းတဘောကိုတက်ဆက်ပေးကြပါရယ်စကန်းတန်းမြင့်မှုမျိုးနယ်မှာချင်းဒီတင်ဆောင်လာတဲ့ရင်တန်းနဲ့အကျန်းဖက်စစ်တပ်ကင်းဘုံကိုမိုင်းဆွဲတက်ခတ်ခဲ့ရမှာစစ်သားလေးဟာတေးသွားပြီးစစ်ကားတစ်စီးဟာတိမ်မောက်သွားကြလေလို့ Dog Kela People's Defense Force မြင့်မှုဟာတာဝန်ရှိသူတို့ကပြောပြပါရယ်မနေ့ကညနေပိုင်းမှာမုံရမျိုးကနေလုံကြုံရဲ့အပြည့်နဲ့ချင်းဒီတင်ဆောင်လာတဲ့အကျန်းဖက်စစ်အုပ်စုရင်တန်းကိုဝမ်းပြေရွာနဲ့အလာကပရွာအကြားမှာ တော်လင်းတပ်ဖွဲ့တွေကမိုင်းဆွဲတက်ခတ်ခဲ့ရမှာချင်းဒီကတစ်စီးဟာထိခိုက် င်းမောင်းသွားခဲ့တာဖြစ်တယ်လို့လည်းသိရှိရပါဗါတယ်။အဲဒီမိုင်းဆဲတက်ခတ်မှုတွင်အကြမ်းဖက်စစ်တပ်ရဲ့လုံခြုံရေးဖြင့်လိုက်ပါလာတဲ့ခုနှစ်စီးမြောက်ကားနဲ့ရှစ်စီးမြောက်ကားကိုလည်းထိထိမိမိတိုက်ခိုက်နိုင်ခဲ့တယ်လို့လည်း Dog Killer People Defense Force မြင်းမူကတာဝန်ရှိသူတို့ကပြပြပါဗါ။မိုင်းဆဲတက်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်မှာအနည်းကစစ်တပ်ကင်းစကန်းတွေနဲ့ကင်းမုံတွေကလက်လက်ကြီးလက်လက်ငယ်တွေပြစ်ကတ်ခဲ့ပေမဲ့လည်းတော်လဲရဲဘော်တွေဘက်ကအထီးကန့်ရှိစုတ်ခွာနိုင်ခဲ့လို့လည်းသိရှိရပါဗါ။လာတို့မနစ်ကမနစ်ပိုင်းကလည်းမိုင်းရှေ့ထွက်လာ တဲ့စစ်တပ်ကင်းဘုံကစစ်သား၄ဦးကိုလည်းထိထိမိမိမိုင်းဆွဲတက်ခတ်ခဲ့ရမှာ၄ဦးလုံးသေသွားနိုင်တယ်လို့လည်းသိရပါတယ်ရှင်။ချင်းပြည်နယ်တရင်တဘောကိုကြည့်အောင်ပါချင်းပြည်နယ်မတူပီမြို့ကအကြက်ဖက်စစ်တပ်ရဲ့ခမရ304တရင်ကိုချင်းပြည်နောင်တပ်ဖွဲ့နဲ့မဟာမိတ်တွေကတိုက်ခတ်သိမ်းပိတ်လိုက်ပြီးဟာဝေဇာလက်နယ်ကြီးနဲ့လက်နယ်ခရင်တွေကိုတင်းဆဲရရှိခဲ့လို့ချင်းပြည်နောင်တရင်မှတ်တမ်းနဲ့ပြန်ကြားရေးအဖွဲ့ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရတယ် ဇွန်လ9ရက်နေ့ကနေစတင်ပြီးချင်းပြည်နယ်တောင်ပိုင်းအထိုင်ပြူဟာဖြစ်တယ်။မတူပင်မြို့ပေါ်ကအကြက်ဘက်စစ်ကောင်စီတပ်စခန်းတွေကိုချင်းညင်အောင်တပ်ဖွဲ့တွေရဲ့မဟာမဲအာရခတပ်တော်အေအေရောအာမီဝိုင်းအစရှိတဲ့အခြားမဟာမဲတပ်ဖွဲ့တွေနဲ့တူအင်အားလုံးရင်းနဲ့ဝင်းရောက်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။အဲလိုတိုက်ခိုက်ရမှာဇွန်လ18ရက်နေ့ကအကြက်ဘက်စစ်ကောင်စီတပ်ရဲ့ခမရ300လေးတရင်ကိုအပြည့်အစုံသိမ်းယူနိုင်ခဲ့တာဖြစ်ပြီးဟောင်ဝဲစာလက်နက်ကြီးနဲ့လက်နက်ခရဲန်တွေကိုလည်းသိမ်းဆက်ရရှိခဲ့လို့သိရှိရပါတယ်။ တိုက်ပွဲအတွင်းမှာအကြမ်းဖက်တပ်ဖွဲ့ဝင်တွေကိုရွရွချွချွတိုက်ခတ်ချိန်မုံရင်တော်လိုင်းတပ်ဖွဲ့ဝင်တွေဘက်ကလည်းထိခိုက်ဒဏ်ရာရှိမှုနဲ့ကြာဆုံးခဲ့တဲ့အာဇာနီရဲဘော်အချို့ရှိခဲ့လို့လည်းသိရှိရပါတယ်။မတူပီမြို့မှာကြန့်ရှိနေတဲ့အကြမ်းဖက်စစ်တပ်ရဲ့မတူပီဗျူဟာကောခလရ140တရင်နဲ့စစ်တပ်စကန်တွေကိုလည်းဆက်လက်သိမ်းယူနိုင်ရတဲ့အတွက်ထိုးစစ်ဆင်တိုက်ခတ်နေရလို့လည်းသိရပါတယ်ရှင်။ ဒီတစ်ခါမှာတော့ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းအဆက်တန်တောင်တန်ကူလမ်းပိုက်မှာအကြမ်းဖက်စစ်ရင်တန်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာ စစ်တပ်ဘက်ကဗိုလ်ကြီးတူပါဝင် ခုနှစ်ဦးဟာတည်သွားတယ်လို့ KNL တပ်မဟာနှင့်တရင်ငါတော်တီးခိုကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါရယ်။ဇွန်လ16ရက်နေ့ညနေ3:00မိနစ်40လောက်မှာတနောင်ကြီးမြို့နယ်ဘရင်နောင်တက်စကန်ကနေဆင်းလာတဲ့အကြမ်းဖက်စစ်တပ်ရဲ့စစ်ကား10စီးကိုတန်တောင်တောင်ကူလမ်းပိုင်းက6မိုင်နဲ့9မိုင်ကြားမှာ KNL တပ်မဟာနှင့်တရင်ငါပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်။အဲဒီတပွဲတွေမှာအကြမ်းဖက်စစ်တပ်ဘက်ကဗိုလ်ကြီးတူနဲ့တပ်သား6ကိုတည်သွား ားခဲ့တာဖြစ်တယ်လို့လည်းသိရပါပါရှင်။ ဒီတစ်ခါမှာတော့အကြမ်းဖက်စစ်တပ်လောက်ကမြန်မာ ပလဲလုပ်ငန်းနဲ့ဂျပန်ကုမ္ပဏီတက်ဆာခီတို့ပူးပေါင်းလုပ်ကိုင်နေမှုကို Justice for Myanmar ကထုတ်ဖော်လိုက်ပါတယ်။ American, UK နဲ့ Canada နိုင်ငံတို့ကနေတန်ခတ်ပိတ်ဆို့မှုတွေချမှတ်ထားတယ်။အကြမ်းဖက်မြန်မာစေုပ်စုကမြန်မာပလဲလုပ်ငန်း MBE နဲ့ဂျပန်နိုင်ငံကတည်ထောင်ထားတဲ့တက်ဆာခီကုမ္ပဏီကလုပ်ငန်းတွေကိုဆက်လက်ပူးပေါင်းဆောင်ရွက်ကဝင်ငွေအရင်းမြစ်တွေကိုထောက်ပံ့ပေးနေတယ်လို့ JFN ကဆိုလိုက်တာလည်းဖြစ်ပါတယ်။အကြမ်းဖက်မြန်မာစေုပ်စုဟာပလဲထုတ်လုပ် ွေ2025ရကန်တုံးသောထုတ်လုပ်မှုဝေစု ခွဲဝေရေးသဘောတူညီချက်အပါအဝင်ပလဲလုပ်ငန်းကနေရရှိတဲ့ဝင်ငွေအမြောက်များကိုအကြမ်းဖက်စစ်ကောင်စီက MPE ကနေတစဉ်အကျိုးခံစားခွင့်ရှိနေရလို့လဲ JFN ကထောက်ပြထားပါတယ်။တဆကီဟာစစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုနေနဲ့လူသားမျိုးနွယ်ပေါ်ကျူးလွန်ထားတဲ့ရာဇဝတ်မှုတွေကိုဆက်လက်ကျူးလွန်ဖို့အတွက်လိုအပ်တဲ့လက်နက်တွေလေရင်လောင်စာစီတွေဝယ်ယူရတဲ့အသုံးပြုနိုင်တဲ့ဝင်ငွေရင်းမြစ်ကိုစစ်အုပ်စုကိုထောက်ပံ့ပေးနေတာဖြစ်တယ်လို့လဲ Justice for Myanmar ကထောက်ပြပြော ဆိုထားပါရှင် အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ဘုတ်ကတော့ရှမ်းပြည်နယ်မန္တုံမြို့နယ်မန်တောက်ရွာကအကြက်ပဲစစ်တဲ့စခန်းအောင်နေဟင်းဒီဟင်းရွက်သွားရှာတဲ့အမျိုးသမီးတူဟာမြေမြုံမှနေမိပြီးတေဆုံးသွားခဲ့တယ်လို့တရားနယ်လေသတင်းနဲ့ပြန်ကြားရေးဌာနကပြောပါရယ်ဇွန်လ18ရက်နေ့မနေ့9နိုင်လောက်မှာမန်တောက်ရွာကအကြက်ပဲစစ်တဲ့ရဲ130တက်စခန်းဟောင်းအနီးမှာဟင်းဒီဟင်းရွက်သွားရှာစင်မှာအသက်34နှစ်အရွယ်ရှိတဲ့ယာယီဆေးဟာမြေမြုံမှနေမိပြီးအခုလိုတေဆုံးသွားခဲ့ရတာလည်းဖြစ်ပါရယ်တောင်ပြည်နယ်တွင်တက်တုံညာ နှစ်ခွန်စစ်စင်ရေးကာလတိုက်ပွဲဖြစ်ပွားခဲ့တဲ့နေရာဒေသတွေမှာမိုင်းအန္တရာယ်နဲ့ဆက်လက်နဲ့ကျွမ်းကျန်အန္တရာယ်တွေရှိနေသေးတာကြောင့်ပြည်သူတွေအနေနဲ့တောတောင်တွေတွေကိုအလုသွားသည်ဖြစ်စေဟင်းသီးရဲ့ရှာဖွေသည်ဖြစ်စေသတိပြုဖို့အတွက် TNL ကတိုက်တွန်းထားပါတယ်။ဒါ့အပြင်ဇွန်လ17ရက်နေ့ကလည်းမန်တုံမြို့ကအကြမ်းဖက်စစ်တပ်စခန်းဟောင်းမှာမိုင်းပေါက်ကွဲတဲ့အတွက်မှုသွားရှာတဲ့စစ်ဆောင်ကလေးငယ်တို့ဟာထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ဇွန်လ10ရက်နေ့ကလည်းကြောင်မဲမြို့နယ်ပန်လော့ရွာမှာထောင်မိုင်းပေါက်ကွဲပြီး ်အရက်သားပြည်သူတို့က၆လောက်တစ်ဖက်ပြတ်တဲ့ဖြစ်စဉ်တွေဖြစ်ပွားခဲ့လို့လည်းသိရပါပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးရပါ။ကြည့်ရှုပေးရတဲ့ကျေးဇူးတင်ပါတယ်ရှင်။ကျမမြပါ။